စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးကွဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လုပ်တဲ့ရနေ့အစစ်မြင့်ဘဝတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တယ်ပစ္စည်းပြောက်တတ်တယ်အပြောင်းလဲနဲ့တိုးတက်မှုကံပွင့်မယ်ခက်ခဲဖြစ်ရှင်းနိုင်တယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေ့မှာခရီးကံကောင်းမယ်သူမျိုးခွဲအကျိုးပေးမယ်။နှစ်ရက်နေ့မှာငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းချုံ။ ၃ရက်နေ့မှာရောင်းမဝယ်မှဖြစ်တတ်တယ်အသေးစားထိခိုက်မှုကြီးဆိုင်ရမယ်၄ရက်နေ့မှာ ပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်တယ်၅ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပြီး၆ရက်နေ့ကရှင်ပြိုင်မှုမှာသမျှအမြင်ချင်းဘဝတိုးတက်ခြင်းကိုကြုံ9ရက်နေ့မှာအရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးကြာသာပတင်းနဲ့ဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းချိုးပေးမယ တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်ခွန်းငါကိုကနန်းတွေအကျိုးပေးတယ်အစိမ်းရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့စပ်ပြဘူးခွန်းအဟောင်းတွေသွားတိုက်ဆေးဘူးခွန်းအဟောင်းတွေရှားပွေဆွပြလိုက်ပါအညာခင်ပြီးကောင်းခြင်းကံတွေပေါ်ပေါက်ပါမယ်ယေရှုတည်ပါ Thank you